မင်္ဂလာပါရှင်။ဘာမခိတဲ့တဲ့ရင်ဌာနကနေနိုဝင်ဘာလ3ရက်နေ့စိတ်ဝင်စားဖွယ်ထိတ်တန့်ရောက်တဲ့ရင်များကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်တဲ့ရင်ကတော့လောင်လုံးမြို့နယ်ရှိချီရွာများကိုစစ်တောင်းထိုးလာသောစစ်တပ်ကိုနှစ်ရက်ဆက်တိုက်ခိုက်မှုစစ်တပ်ဘက်မှ10ဦးသေဆုံးနေဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။တနင်္လာနေ့တိုင်းလောင်လုံးမြို့နယ်ရှိချီရွာများကိုစစ်တောင်းထိုးလာသောအကြမ်းဖက်စစ်တပ်ကိုနှစ်ရက်ဆက်တိုက်ခိုက်ရန်စစ်တပ်ဘက်မှ10ဦးသေဆုံးခဲ့ကြောင်းဒေါနာစစ်တောင်းတုံး KPDF ကထုတ်ပြန်ထားပါတယ်။ အော်တိုဘားလ22ရက်နေ့22ရက်နေ့တို့တွင်အင်အား84ဦးပါအကြမ်းဖက်စစ်တပ်စစ်ကြောင်းသည်ကရင်ကြီးချေးရွာနှင့်တန်းပတ်နီချေးရွာကိုစစ်ကြောင်းထိုးဝင်ရောက်လာစဉ်တော်လရေးတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ထိုတိုက်ခိုက်မှု2ကြိမ်အတွင်အကြမ်းဖက်စစ်တပ်မှ10ဦးသေဆုံးကထိခိုက်ဒဏ်ရာရရှိသူများလည်းရှိပြီးတော်လရေးရဲဘော်တအူမစိုးရင်ရဒဏ်ရာရရှိခဲ့ကြောင်းသိရပါသည်။တိုက်ပွဲအတွင်းအကြံဖက်စစ်တပ်မှလက်နက်ကြီးပစ်ကူအပေါက်ဝင်စစ်သင်္ဘောများကလည်းပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း တိုက်ပွဲဖြစ်ပွားပြီးနောက်စစ်တပ်စစ်ကြောင်းသည်ကမ်ပဏီကျေးရွာကိုစစ်ကြောင်းထိုးဝင်ရောက်ကာကမ်ပဏီကျေးရွာနှင့်ပညစ်ကျေးရွာကြားရှိဖျားတောင်တွင်တက်ဆွဲထားခြင်းတော်လရဲတပ်ဖွဲ့များကလည်းဒရုန်းဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းထိုးတိုက်ခိုက်မှုအတွင်းစစ်တပ်ဘက်မှထိခိုက်သေးဆုံးမှုအရေအတွက်ကိုတည်ထူနိုင်ခြင်းမရှိသေးကြောင်းသိရပါသည်အဆိုပါတိုက်ခိုက်မှုကိုဒေါနာစစ်ကြောင်းသုံး KPDF ဒေါနာတပ်ခွဲခွနဲ့ LPF ဒဝဲခရိုင်တပ်ပေါင်းစု DNL ဒူရကစစ်ကြောင်းရမညမွန်တက်တော် RMA နှင့်လောင်းလုံးပကဖားတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း လက်ရှိချိန်တွင်အကြံဖတ်စစ်တပ်စစ်ကြောင်းသည်လောင်းလုံးမြို့ပေါ်ကိုရောက်ရှိသွားပြီဖြစ်ကြောင်းသိရပါသည်ဆလပီပေါင်းမြို့နယ်အတွင်းစစ်ကြောင်းထိုးလာတဲ့စစ်တပ်မှပြည်သူပိုင်းနေအိမ်အတွင်းကြက်ဝင်ဖမ်းသည့်စစ်သား၃ဦးကိုအရှင်ဖမ်းမိကလက်နက်ခဲယမ်းများသိမ်းဆီးရမိ။မိုင်းနှမိသောစစ်သား၂ဦးလည်းသေဆုံးနေဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။မကွေးတိုင်းပေါင်းမြို့နယ်အတွင်းစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်မှပြည်သူပိုင်းနေအိမ်အတွင်းကြက်ဝင်ဖမ်းသည့်စစ်သား၃ဦးကိုအရှင်ဖမ်းမိကော လက်နက်ခဲယမ်းများသိမ်းဆီးရရှိခဲ့ကြောင်း Young Revolution Farm မှတာဝန်ရှိသူကသတင်းဌာနကိုပြောကြားပါရယ်အော်တိုဘာလ29ရက်နေ့တွင်အကြမ်းဖက်စစ်တပ်ကပါစာ20နှစ်မှထွက်လာသောဂျမ69လက်အောက်ခံတရင်တရာကို 419စက်လီတို့ပူပေါင်းထားသောအင်အား300ကျော်ပါစစ်ကြောင်းသည်ပေါင်မြို့နယ်တောင်ပိုင်းရှိတော်လန်ရဲတပ်ဖွဲ့ဝင်များထိန်းချုပ်ထားသောနေမြေကိုစတင်စစ်ကြောင်းထိုးခွေရောက်လာခြင်းဖြစ်ကြောင်းသိရပါသည်။ထိုစစ်ကြောင်းသည်အော်တိုဘာလ31ရက်နေ့တွင်ပသိမ်မြွာလန်ပိုင်းကိုရောက်ရှိလာပြီးနောက်ရင်းနှီးနက်နက်အစောပိုင်းတွင်ချက်ကန်ရွာစတင်ကြောင်းကိုစတင်ဝင်ရောက်ခဲ့ကြောင်းထို့နောက်အကြမ်းဖက်စစ်သားများကရင်းနှီးနက်နက်အစောပိုင်းမှစတင်ပြီးခြေရွာအတွင်ပြည်သူပိုင်နေအိမ်ခုနှစ်လုံးခန့်ကိုလည်းမိရှုပ်ဖျက်ဆီးခဲ့ကြောင်းသိရပါသည်။ ထို့နောက်စစ်တပ်စစ်ကြောင်းမှစစ်သား၃ဦးသည်ရင်းနှီးညနေ၅နာရီခန့်တွင်ပြည်သူပိုင်းနေအိမ်အတွင်သို့ဝင်ရောက်ခါကြက်ကိုရန်လှောက်ဆောင်နေစဉ်တော်လန်ရေးတပ်ဖွဲ့များကအရှင်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်းထို့ပြင်၎င်းတို့ကင်ဆောင်သော MA2 တနက်တလန် MA3 တနက်တလန်နှင့်ချီတထောင်ကအပါဝင်ခဲရန်တချို့ကိုလည်းတင်စီရရှိခဲ့ကြောင်းသိရပါတယ်ဒီစစ်ကြောင်းကချက်ကန်ရွာကိုရောက်တာက32ရက်နေ့နနက်အစောပိုင်း2နာရီဝန်းကျင်လောက်မှရောက်လာတာသူတို့တက်ဆွဲတာကစာတင်ကြောင်းထဲမှာတက်ဆွဲတာစစ်ခွေးတွေကချက်ကန်ရွာကနေအိမ်ခုနှစ်လုံးလောက်ကိုလည်းမီးရှို့သွားတယ် အဲစစ်ခွေးစစ်ကြောင်းတဲ့ကစစ်ခွေးသုံးကောင်ကကျွန်တော်တို့ရှိနေတဲ့နာကအိမ်မှာကြက်လာဖမ်းတဲ့စစ်ခွေးသုံးကောင်ပုံကြက်လာဖမ်းတဲ့ထဲမှာစစ်ခွေးနှစ်ကောင်ကတနက်နှစ်လက်ပါတယ်တစ်ကောင်ကတနက်မပါဘူးသူတို့ကြက်ဖမ်းတဲ့အချိန်မှာတစ်ကောင်ကတနက်ကိုလွှဲထားတယ်ကြံတစ်ကောင်ကတနက်ကိုချထားပြီးကြက်ကိုမဲနေတဲ့အချိန်မှာအခွင့်ကောင်းယူပြီးတော့ဝိုင်းပြီးတော့ဝင်ဖမ်းတာတနက်လဲတစ်ချက်မှမဖောက်လိုက်ရပဲနဲ့ဖမ်းမိခဲ့တာဟု Young Revolution Fund ကတာဝန်ရှိသူကသတင်းဌာနကိုပြောကြားပါတယ် အဆိုပါဖန်စီမှုကို Young Revolution Fund နှင့်ပခုတ်ကူခရိုင်အမှတ်စနစ်တရင်ကပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းထိုးစစ်ကြောင်းသည်နိုဝင်ဘာလ၁ရက်နေ့တွင်ချက်ကန်ရွာမှပင်တောင်ပြူစောတိရွာနှင့်ဒီရုတ်ခွင်းရွာပြူစောတိရွာကိုစစ်ကြောင်းနှစ်ကြောင်းဖွဲ၍ထွက်ခွာသွားကြောင်းသိရပါသည်ထို့သောထွက်ခွာသွားသောစစ်ကြောင်းမှဒီထုတ်ခွင်ရွာဘက်သို့သွားသည့်စစ်သားများသည် Young Revolution Farm မှထောင်ထားသည့်မိုင်းများနေမိပြီးစစ်သားနှစ်ဦးသေဆုံးခဲ့ကရုပ်လောင်များကိုထားရှိခဲ့သောကြောင့်တော်လန်ရဲရဲဘော်များကမြေမြုပ်တကြိုပေးလိုက်ရကြောင်းသိရပါသည် လက်ရှိချိန်တွင် စစ်တပ်စစ်ကြောင်း၌လိုက်ပါနေသောစစ်သားများသည်စစ်တပ်ပိုင်းဆိုင်ရာအလွန်ကြဆင်းနေပြီးခဲယမ်းများကိုလည်းစစ်ကြောင်းဖျက်ဆီးသွားရာလမ်းတလျှောက်၌စွန့်ပစ်ထားခဲ့သောကြောင့်ပြည်သူများအနေဖြင့်တော်လန်ရေးတွင်စိတ်သက်တက်ကြွစွာပူးပေါင်းပါဝင်ပေးကြရန်မြစ်တာရက်ခန့်ကြောင်း Young Revolution Front မှတာဝန်ရှိသူကဆက်လက်ပြောဆိုပါသည်။ဆက်လက်ပြီးလောင်းလုံးထဲမှာစစ်ကြောင်းထိုးတဲ့စစ်ကောင်စီတပ်ကိုတော်လန်ရေးတပ်တွေတုံးကျိတ်တိုက်ခိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါသည်။ တဝဲခရိုင်လောင်လုံးမြို့နယ်မှာစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ကိုကြားဖြတ်တိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်ခဲ့တယ်လို့ဒရုန်းနဲ့တိုက်ခိုက်မှုတစ်ကြိမ်ပြုလုပ်ခဲ့ကြောင်းတဝဲခရိုင်တပ်ပေါင်းစုခုတ်ခဲရေးအဖွဲ့ကထုတ်ပြန်ပါတယ်။အင်အား80ကျော်ပါတဲ့စစ်ကောင်စီတပ်ကိုအောက်တိုဘာ21ရက်အောက်တိုဘာ22ရက်တွေမှာတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။အောက်တိုဘာ21ရက်မှာကရင်ကြီးရွာကိုရောက်နေတဲ့စစ်ကောင်စီတပ်ကိုတော်လန်ရေးပူပေါင်းတပ်က2နာရီကြာတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်ဘက်ကတေဆုံးထိခိုက်ရှိခဲ့တယ်လို့ကာကွယ်ရေးပူပေါင်းမဟာမိတ်တပ်ကရဲဘော်တအူထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းအသိပေးပါတယ် ဒါပြင်စစ်ကောင်စီဟာကရင်ကြီးရွာမှာတက်စင်ကမ်းပဏီကြီးရွာသို့တွားရောက်ခဲ့ရာအောက်တိုဘာ22ရက်ညနေပိုင်းမှာထပ်မံတိုက်ခိုက်ခံရတာလို့ဆိုပါရယ်အဲ့ဒီတိုက်ပွဲမှာလည်းစစ်ကောင်စီတပ်ကတေဆုံးထိခိုက်ရှိခဲ့တယ်လို့အတည်ပြုပါရယ်ကရင်ကြီးရွာနဲ့ကမ်းပဏီကြီးရွာတိုက်ပွဲနှစ်ကြိမ်မှာစစ်ကောင်စီဘက်က10ဦးတေဆုံးကအများအပြားဒဏ်ရာရရှိခဲ့ကြောင်းထုတ်ပြန်ပါရယ်အဲ့ဒီစစ်စင်ရေးကိုဒေါ်ဝဲခရိုင်တပ်ပေါင်းစုဒေါနာတရင်တပ်ခွဲခွနဲ့ LPF ဒေါနာတရင်တပ်ခွဲလေး KPDF ရမညမွန်တက်တော် DNL ဒူရကစစ်ကြောင်းနဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များပါဝင်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။စစ်ကောင်စီဘက်ကလည်းလက်နက်ကြီးပစ်ကူစစ်တင်ပေါ်ပစ်ကူပေးကြောင်းထုတ်ပြန်ပါတယ်။ဒါပြင်စစ်ကောင်စီတက်ဟာကမ်ပဏီကြီးရွာနဲ့ပညစ်ကြီးရွာကြားကကြကြမင်းထိုင်တောင်ပေါ်မှာတက်ရောက်တက်ဆွဲခဲ့တာကိုလည်းတော်လည်ရေးပူးပေါင်းတက်ကချုံနဲ့ဆက်လက်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတက်ထိခိုက်မှုရှိခဲ့တယ်လို့ဒဝဲခရိုင်တပ်ပေါင်းစုရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အဲ့ဒီတိုက်ခိုက်မှုကိုဒဝဲခရိုင်တပ်ပေါင်းစုဒေါနာတက်ရင်တက်ခွဲခွင့် LPF ဒေါနာတရင်တက်ခွဲလီ KBDF ရမညမွန်တက်တော် DNL ဒုဒကစစ်ကြောင်းနဲ့လောင်းလုံးတမဏိလိပ်ပြတက်ခွဲတို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းအသိပေးပါရယ်ဒေဝခရိုင်တပ်ပေါင်းစုနဲ့တော်လန်ရေးပူးပေါင်းတက်တွေဟာအောက်တိုဘာ26ရက်မှာတော့မောင်မကန်နေမီရဲစခန်းကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ပါရယ်စစ်စင်ရေး၄နာရီကြာမြင့်ခဲ့ပြီးစစ်ကောင်စီတပ်ဘက်ကဆက်နက်ဦးတေဆုံးကဒဏ်ရာရသူတွေနဲ့ထွက်ပြေးသူတွေရှိခဲ့ပါရယ်မောင်မကန်နေမြေရဲစခန်းသိမ်းပိုက်မှုမှာစစ်ကောင်စီတပ်စီကလက်နက်မျိုးစုံ20တလက်နဲ့စစ်သုံးဆောင်ပစ္စည်းတွေသိမ်းဆည်းရရှိခဲ့တယ်လို့ စကန်သိန်းတိုက်ပွဲမှာပါဝင်တဲ့ဒေါ်လာရေးတပ်ဖွဲ့တွေကအသီးပေးထုတ်ပြန်ထားပါတယ်။မောင်မကန်နယ်မြေရဲ့စကန်သိန်းတိုက်ပွဲမှာပါဝင်ခဲ့တဲ့ဒူရခစစ်တောင်းကလည်းလက်ရှိဟာစစ်ရေးအရှိန်တိုးမြင့်ဆောင်ရွက်နေတဲ့အချိန်ဖြစ်လို့စစ်ရေးတတိပြုဖို့စစ်ကောင်စီရဲ့လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာတွေလိုက်နာဖို့နဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပြည်သူလူထုဘက်ပူးပေါင်းရပ်တည်ကြဖို့တိုက်တွန်းနှိုးဆော်ထားပါတယ်။ ဆက်လက်ပြီးစစ်တရဲရွေးကောက်ပွဲတနိုင်ငံလုံးနီးလန်းမျိုးစုံနဲ့စန့်ကျင်တိုက်ဖြတ်ဖို့မန္တလေးမြေပြင်တော်လှန်ရေးအဖွဲ့တွေတိုက်တွန်းနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။စစ်ကောင်စီတိုက်ရင်ရွေးကောက်ပွဲကိုတနိုင်ငံလုံးကတော်လှန်ရေးအင်အားစုတွေအနေနဲ့နီးလန်းမျိုးစုံအုံပြုပြီးစန့်ကျင်တိုက်ဖြတ်ကြဖို့မန္တလေးမြေပြင်တော်လှန်ရေးအဖွဲ့တွေကတိုက်တွန်းလိုက်ပါတယ်။စစ်ကောင်စီလုံးမဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးမန္တလေးမြေပြင်တော်လှန်ရေးအဖွဲ့တွေကဒီကနေ့နိုဝင်ဘာ၂ရက်မှာအတည်ပြုကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီကြေညာချက်မှာစစ်တပ်ဟာပြည်သူတရက်လုံးပူးပေါင်းပါဝင်ဆန္ဒမဲပေးခဲ့တဲ့လွတ်လပ်ပြီးတရားမျှတမှုရှိကြောင်းနိုင်ငံတကာကပါအတိအမှတ်ပြုခဲ့တဲ့2020ပြည့်နှစ်ရွေးကောက်ပွဲနဲ့ရလဒ်ကိုလက်နက်အားကိုးနဲ့မတရားပယ်ဖျက်ခဲ့ကြောင်းဒါကြောင့်နိုင်ငံကောင်းဆောင်တွေပြည်သူတွေရွေးချယ်တင်မြှောက်လိုက်တဲ့လွှတ်တော်ကိုယ်စားလှယ်တွေကိုဖမ်းဆီးကောင်နိုင်ငံတော်အာဏာကိုမတရားလုယူခဲ့ပြီးနေဆင်ပြည်သူတွေကိုစစ်ရဇဝတ်မှုတွေကျူးလွန်နေတဲ့အကြမ်းဖက်စစ်အုပ်စုဖြစ်ကြောင်းဖော်ပြထားပါတယ်။ဒါပြင်စစ်တပ်ဟာအဲ့ဒီအချိန်ကတီးဆဲဖြစ်တဲ့ 2008ဖွဲ့စည်းပုံအခြေခံဥပဒေအပဝင်ဒီဇယ်ဥပဒေအလုံးကိုချိုးဖောက်ကနိုင်ငံတော်အာဏာကိုမတရားလုယူခဲ့ပြီးနောက်နိုင်ငံအနှံ့အပြားစစ်မီးတောက်လောင်နေတယ်လို့မန္တလေးမြေပြင်တော်လှန်ရေးအဖွဲ့ကသတိပေးပါတယ်စစ်တပ်ဟာအရက်ဖက်စစ်ပတ်မခွဲကြပဲပြည်သူလူထုအပေါ်ရရက်ဆက်ဆက်အကြံဖက်နှိပ်စက်တပ်ဖြတ်လျက်ရှိပြီးပြည်သူတွေဟာများစွာသော အတ္တိဒုက္ခတွေနဲ့ရင်ဆိုင်နေရတယ်လို့မန္တလေးမြေပြင်တော်လှန်ရေးအဖွဲ့တွေကထပ်မံအသိပေးပါတယ်ရှက်ခုအခါစစ်တပ်က၎င်းတို့မတရားရယူထားတဲ့အာဏာကိုအစုံတိုင်ရယူထားပုံ ၎င်းတို့ရဲ့အကြံဖတ်လို့ရတဲ့အတွက်တရားဥပဒေရဲ့စီရင်မှုကိုရှောင်လွှဲနိုင်ဖို့နဲ့နိုင်ငံတကာကိုလိမ်လည်လှည့်ပြားနိုင်ဖို့ရည်ရွယ်ပြီး၎င်းတို့အစံပြုထားတဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေမှာတောင်းမှပါတဲ့၎င်းတို့ဦးစီးကျင်းပခွင့်မရှိတဲ့တရားမဝင်တူယောင်ရွှေကောက်ပွဲကိုပြုလုပ်ဖို့ပြင်ဆင်နေကြောင်းဒါကြောင့်စစ်တပ်ရဲ့နိုင်ငံရေးထွက်ပေါက်ဖြစ်တဲ့တရားမဝင်အထူးရောင်ရွှေကောက်ပွဲကိုမန္တလေးတိုင်းအတွင်းနဲ့တနိုင်ငံလုံးရှိတော်လှန်ရေးအင်အားစုများအနေနဲ့ဒီလန်မျိုးစုံအုံပြုကစန့်ကျင်တိုက်ဖြတ်သွားကြဖို့အလေးအနက်ထားတိုက်တွန်းကြောင်း မန္တလေးမြေပြင်တော်လှန်ရေးအဖွဲ့တွေရဲ့ကြေညာချက်မှာဖော်ပြပါတယ်စစ်တရဲရွေးကောက်ပွဲမှာပါဝင်ပတ်သက်ခြင်းမပြုဖို့နဲ့ပါဝင်ပတ်သက်လို့ဖြစ်လာမယ့်အကျိုးဆက်တွေကိုတာဝန်မယူဘူးလို့မန္တလေးမြေပြင်တော်လှန်ရေးအဖွဲ့တွေကအသိပေးထားပါတယ်အဲ့ဒီကြေညာချက်ကိုမန္တလေးမြေပြင်တော်လှန်ရေးအဖွဲ့တွေဖြစ်တဲ့ NMD PDF AMA PDF ရတနာပုံရှူကြီး AST MDY PSF အမရပူရာ AMY ကလုံဝါတပ်ဖွဲ့ Black Ruder စတဲ့အဖွဲ့တွေပူးပေါင်းထုတ်ပြန်လိုက်တာဖြစ်ကြောင်းသိရပါတယ် ်လက်ရှိမှာတော့အာနာသိန်းစစ်တပ်ဟာ၎င်းတို့လုံမဲ့ရွေးကောက်ပွဲပြက်အောင်လုပ်တယ်ဆိုပြီးလူသိများတဲ့အမှုပညာရှင်၅ဦးအပါအဝင်ပြည်သူပေါင်း88ဦးကိုမတရားပုံမှားတွေတက်ပြီးအရေးယူထားတယ်လို့သတင်းရရှိပါတယ်